သူကအာဆင်နယ်ဂန်ဝင်းကစားသမား owner နဲ့တူတယ်လို့ပြောလိုက်တဲ့ Ruffo အင်္ဂလန်ပရီးမီးယားလီးဂ်ရဲ့နာမည်ကျော် club Manchester United တင်းမှာအနာဂတ်မယိုမယားဖြစ်နေတဲ့ကျယ်ဝင်းကစားသမား Marcus Rashford ဟာလက်တလုံးမှာဘောလုံးလောကကိုအံ့အားသင့်စေမဲ့ထုတ်ဖော်ပြောဆိုမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။သူဟာအာဆင်နယ်တင်းရဲ့ဂန်ဝင်းကစားသမားတင်းတစ်ဘောလုံးအိုင်ကို Thierry Henry နဲ့သူ့ကိုယ်သူခိုင်းတိုင်းပြောကြခဲ့ပြီးသူဟာဘောလုံးကစားရမှာလွတ်လပ်တဲ့ကစားသမားတစ်ဦးဖြစ်ပြောင်းလဲတိုးတက်လာပြီလို့လည်းခိုင်မာကြေညာလိုက်ပြီးပဲဖြစ်ပါတယ်။ Rashford ရဲ့ဒီလိုကိုကိုကိုယုံကြည်မှုဖြစ်နေကြီးမားတဲ့ထုတ်ဖော်ပြောဆိုမှုတွေကဘောလုံးလောကမှာစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုဖြစ်လာခဲ့ပြီး သူရဲ့နာကတော့မိကုံမောင်းများစွာကိုလည်းမွေးဖွားပေးခဲ့ပါတယ်။ဘာကရဖိုးရဲ့ဘောလုံးသမားဘွားဟာအစီအမြဲတက်ကြကျန်းခဲ့တဲ့ကာလာတွေနဲ့ပြည့်နေနေပါတယ်။သူက2024 2025ဘောလုံးရာသီရဲ့ပထမပိုင်းမှာမယူသင်းတွေခြေစွမ်းပြဖို့တော်လီယုံကန်ခဲ့ရပါတယ်။သူရဲ့ကစားပုံကအတက်မဝင်ပဲပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့တာကြောင့်ပရိသတ်ရဲ့ဝေဖန်မှုတွေကိုလည်းများစွာရင်ဆိုင်ခဲ့ရပါတယ်။ဒီလိုယုံကန်မှုတွေကြောင့်ပဲဇန်နဝါရီပြောင်းရွှေ့ကာလမှာမန်ချက်စတာယူနိုက်တက်ကသူ့ကိုပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်ဖြစ်တဲ့အက်စတွန်ဗီလာတင်းစီကိုအငှားနဲ့ဈေးလုခဲ့ရပါတယ်။ဗီလာဘက်မှာရောက်ရှိချိန်မှာတော့အင်္ဂလန်တိုက်စစ်မှုရက်ဖိုးဟာမယူမပြောက်ဆုံးတွေရဲ့သူ့ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေကိုပြန်လည်ရရှိခဲ့ပြီး ဒီပြအိုရန်အမရီရဲ့တင်ကြပြသမှုအောက်မှာအတင်းနဲ့တူခြေစွမ်းကောင်းနေတောက်ပစွာပြသနိုင်ခဲ့ပါတယ်။ဂျာစီကိုလည်းခြေစွမ်းအမြင့်ဆုံးနဲ့ဆုံးတက်နိုင်ခဲ့တာကြောင့်ဒါဟာသူ့ရဲ့ကစားသမားဘဝအတွက်အရေးပါတဲ့အချိုးအခွေတစ်ခုဖြစ်ခဲ့ပါတယ်။အငှားစာချုပ်ကုန်ဆုံးပြီးတဲ့နောက်မှာတော့ ူကအုတ်ထော့ဖို့ကိုပြန်လဲရောက်ရှိလာခဲ့ပါတယ်။အုတ်ထော့ဖို့ကိုပြန်ရောက်နေပြီဖြစ်ပေမဲ့ကလပ်မှာသူရဲ့အနာဂတ်တော့ကတော့ဆက်လက်မရေမရာဖြစ်နေသေးပါပဲ။ရက်ဖို့ကိုမန်ယူကနေအပြီးပိုင်ပြောင်းရွှေ့ဖို့တဲ့တင်းတွေကဒီနေ့ရည်ပြောင်းရွှေ့ဈေးကွက်မှာခြေခြေပြင်းပြန်ထွက်ပေါ်နေခဲ့ပါတယ်။အထူးသဖြင့်စပိန်ထိပ်တန်းကလပ်ဘာစီလိုနာတင်းကသူ့ကိုခေါ်ယူဖို့အပြင်းထန်စိတ်ဝင်စားနေတယ်လို့တင်းတွေကဖော်ပြနေပြီးဒါကရက်ဖို့အတွက်အခွင့်အရေးကောင်းတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးထင်ကျေးပေးမှုတွေမြင့်တက်နေတဲ့ကြားကပဲအင်္ဂလန်လက်ရွေးချယ်ရက်ဖို့ဟာဘောလုံးသမားတို့အဖြစ်သူ့ရဲ့ပြောင်းလဲထိုးတက်မှုအကြောင်းကိုပို့ပွင့်လေးလင်းဖွင့်ရခဲ့ပါတယ်။အသက်29နှစ်ရွယ်ရက်ဖို့ဟာစပိန် YouTube channel တစ်ခုဖြစ်တဲ့ Expire နဲ့ မာဘယ်လာရောရဲ့တွိဆုံမင်းမြဲကန်တစ်ခုမှာတကယ်ကိုရဲရဲဝင်းဝင်းပြောကြခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ကိုကိုကိုအော်နရီနဲ့ဒူတယ်လို့မြင်ပါတယ်သူကဘဲတောင်ဝဲမှာကစားရလာရောအလဲတိုက်စမှုဖြစ်ကစားရလာရောတတ်တောင်တတ်တာရှိတယ်သူကလွတ်လပ်တဲ့ကစားသမားတူဦးပဲလို့ဆိုခဲ့ပါတယ်ပြီးတော့သူရဲ့ကစားပုံပြောင်းလဲလာပုံကိုလည်းအခုလိုရှင်းပြခဲ့ပါတယ်ကျွန်တော်တွေ့တက်လာတာနဲ့မြတ်နံပါတ်9တိုက်စစ်မှုနေရာကပိုပြီးတတ်တောင်တတ်တာဖြစ်လာပါတယ် ပို့ပြီးတဘာဝကြလာတယ်ကိုဘက်ကိုတော့ပေးပြီးကစားတာမျိုးတွေဆိုရင်လည်းကျွန်တော်တို့ကပို့ပြီးလွယ်ကူလာတယ်လို့ပြောကြခဲ့ပါတယ်ရဖူရဲ့အဆိုအရကိုင်းထဲမှာနေရာတစ်ခုထဲမှာကန့်တတ်မခံရပဲဘယ်နေရာမဆိုတိုက်စစ်ကိုဥဆောင်နိုင်ပြီးတိုင်ဘက်ကန်စစ်ကိုလည်းအနေနဲ့ပေးနိုင်တဲ့ကစားသမားမျိုးကိုဆိုလိုတာပဲဖြစ်ပါတယ်ကိုနေရီလိုပဲတောင်မန်ကနေအတွင်းထဲကိုထိုးပေါက်တာလဲတိုက်စစ်မှာကစားတာမျိုးစားတဲ့ပုံစံမျိုးနဲ့ ကိုရောက်ဖို့စူးစမ်းနိုင်တဲ့သူရဲ့စွမ်းရည်ကိုသူကိုယ်တိုင်ယုံကြည်မှုအပြည့်ရှိနေတာကိုပြသနေပါတယ်။မယူကယ်ဒမီထွက်ကစားသမားရက်ဖို့ဟာလာမယ့်လမှာယာတီချိုလေးချိန်ခန်းတွေအတွက်ကလပ်ကိုမပြောင်းခဲ့သည့်လက်ရှိချိန်မှာအားလိုက်ရနားယူနေတာပဲဖြစ်ပါတယ်။အကယ်၍သူရဲ့နာကတ်နဲ့ပတ်သက်ပြီးအတင်းပြောင်းရွှေ့မှုမရှိဘူးဆိုရင်တော့သူကမယူနိုက်တဲ့အတင်းတဲ့သူယာတီချိုလေးချိန်ခန်းတွေကိုပြန်လည်စတင်ရတော့မှာပဲဖြစ်ပါတယ်။ရက်ဖို့ရဲ့ honorary နဲ့နိုင်ရှင်မှုသူကိုယ်သူလွတ်လပ်တဲ့ကစားသမားဖြစ်ခံယူမှုတွေကသူရဲ့ကစားသမားဘဝအနာဂတ်ကိုဘယ်လိုပုံဖော်ပေးမလဲဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒီမှာ United States ရဲ့အမတ်ကိုချစ်တဲ့